အားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာမဝီး channel လေးကနေပြန်လည်ပြီးတော့စူစူလိုက်ပါတယ်ဒီနေ့ညမှာတော့စာရေးသူစမ်းချဲဒီမြေရေးသားထားတော့အညိုကြီးတို့ဤကလေးစားဆိုတဲ့ဇာလန်းလေးကိုပြောပြတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်ခင်ဗျာဒီဇာလန်းလေးမစားတဲ့ခင်မှာကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်သွားပြီးဗေးနားကဆောင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ ွာစနေပုတ်ပြင်ပဲရှိတိုင်းကလေးတိုင်းရှင်း၌လူတစုသည်မိတို့များဓာလဲများကိုင်းဆောင်၍စုစုယုံယုံဖြစ်နေကြသည်အချိန်ကညာစေနာဤဖေဦးသားတွေဖက်ကဆန်ဘာလဲအခုမှအကြောင်းနေတာလားခမားလို့ရရင်ခံရရမှာဘောကွာဟမ်ခမားယောက်ျားမဟုတ်ဘူးလားသားရင်မင်းကောင်ကမကျင့်နဲ့ဘူးမင်းကြောင့်ငါမိမသေးရတာမင်းကောင်ကပြန်တတ်မယ် အရေးတွယ်အားဖြင့်ငါးယောက်မြရှိသည့်လူတစုကတဲအိလေးထရန်ကိုဒုတ်တွင်နေရပြီးအော်ဟီကျိမ်းမောင်းနေကြတယ်။သို့တော့တဲအိလေးအတွင်းမှာတော့ငိမ့်သက်စေငိမ့်တန်မြဲပြီးဟေးလူခမရထွက်မလာရင်ခမရရဲ့တဲကိုမီးရှို့လိုက်မှာနော်ထွက်ခဲ့လူယုံမှကြီးဟုတ်တယ်မြန်မြန်ထွက်လာနော် မဟုတ်ရင်ခမရရဲ့တဲပြားချပြီမဲ့ထိုးချင်းကြမှာ တိုင်းကလေးထဲမှာရေနံစီမေးခွက်ကလေးကင်ကလူတယောက်ထွက်လာလိမ့်တယ်။ထို့လို့ဒီအသက်ရွယ်အပြည့်၄၀အရွယ်လောက်ရှိပြီးနှုတ်ခမ်းမွေးကကနေကြောင်တစောင်းထုံးထားလိမ့်တယ်။ထို့နောက်ဘာကိစ္စမို့လို့ဒီလောက်တော့မှအော်ဟီတောင်းကျနေတာလေ။ဘာကိစ္စလဲဟုတ်လား။ခမရဲ့ပြောခါကြောင်းကျုံမင်းမသေသွားရတာကျုံမကျင်တဲ့ဘူး။ခမကိုကျုံပြန်တတ်မေ။လူတော်အတွင်းမှာလူတယောက်ဖြစ်သည်ဟောတူးဆိုတော်သူသည် ငကြီးတောင်တာတပြင်းပြင်းနေသောတာတကြီးပြောနေလေတဲ့ထိုအခါအေးမိမိမကောင်ငါကဘာဖြစ်လို့တက်ရမလဲကွာပြီးတော့ဘာမှလဲတက်တယ်မသေးကြမရေရပဲနေဘာလို့လာဆွဆွဲနေရတာတော့ဘာတက်တယ်မှမလို့ဘူးတရွာလုံးမှာအောက်တန်းကြတဲ့နီလန်းတွေနဲ့မဟုတ်တာလုပ်တဲ့သူဆိုလို့ခမည်းပဲရှိတယ်ဟာကွာကြားတယ်ဟိုသူတည် ပြောရင်းဆိုရင်းဖြင့်တာတင်းမျက်နှာအားပြေးထိုးလိုက်လေသည်ကျုပ်ရဲ့ကြီးအချင်းဖြင့်ပြေးထိုးချလိုက်သည်ဖြင့်တာတင်းမှာနောက်သို့လန်ကြာသွားပြီးမင်းကြီးပေါ်၌ဖိနှိုင်လျက်သွားဖြစ်သွားလေသည်ထိုချိန်ဖိုးသူကသူ့လက်ထက်ရှိငှကြီးတောင်းထားပြီးတာတင်းလေပင်ကိုရွယ်ထားလေသည်ထို့နောက်ခမည်းပေါ်တတ်နိုင်သေးလေဟမ်ကျုံမိမသိတယ်လို့ခမည်းလည်းတေးရမေဖိအောင်ဖိုးသူရက်လိုက်စမ်းဘေးကကောင်းလေးက ဘာရက်လုံးနေတာလဲတားကြလေကွာဟာတကြီးကြွားတကြီးအော်တန်ကြောင်ဖိုးထူးတရောင်နောက်ဆုတ်သွားလိတိတာတင်ကလည်းမတက်ရက်ကပစမသွေးတွေကိုတုံးနေလိတိထုံနောက်တကြီးကမင်းတို့ဘာချိုးချိုးကြတာလဲငါ့ကိုပုံမှန်ကြတာလားကွာဟမ်မဟုတ်ပါဘူးတကြီးဒီမှာဖို့တူမိမိမသိတဲ့အမှုကိုကျဲတွေကိုယ်တိုင်က လူတမ်းမှုမဟုတ်ပဲယောဂကြောင့်တည်တာလို့ပြောထားတာမင်းလည်းသိနေတာပဲဒီအဲ့ဒါကိုပါလို့တာတင်းကိုပြဿနာရှာနေရတာတော့ဒီကိစ္စကဒီလိုတကြီးရဲ့ပယောဂနဲ့လေဆိုင်တယ်တကြီးတုတ်ကားတော့ဖြစ်အောင်ဖို့တို့ငါဒီလောက်ပြောနေတော့မင်းကရောင်းတန်းနေတာဟုတ်လားထိတ်တုံးစာမေးကျင်နေတာလားဟမ်ပြောလေဟိယမဟုတ်ပါဘူးတကြီးမဟုတ်ရင်ပြန်တော့သွား တကြီးကအော်ဟစ်ပြီးစူပူချိန်မောင်းလိုက်တဲ့အခါမှာဖိုးထုတ်သည်တာတင်အားတစ်ချက်ကြီးကတောက်ခေါက်ပြီးထွက်သွားလိမ့်သည်။အောင်းတာတင်ဒီကောင်လေးစားကျုပ်ကပဲတောင်းဝန်ပါတယ်ဗျာ။ကြားပါတယ်ကျုပ်ဘွားနဲ့ကျုပ်ပေါ့။ကျော်တကြီးကတာတင်အားတောင်းမှန်လိုက်တဲ့အခါတာတင်ကခပြက်ပြက်သာပြောပြီးတဲရင်လေးတဲ့သူဝင်သွားလိမ့်သည်။ဖိုးကတကြီးကလည်းသမပြောတော့ပဲကျော်တဲ့သူသာပြန်သွားတော့တယ်။ ာတင်တိုင်းပေါ်တော့ရောက်တော့စာတင်းမိမဆောလာဖြစ်သူဟာကျိုးတို့ဒီမှာဆက်နေလို့ဖြစ်ပါမလားတော့ဘာတွေကလူတယောက်တခုခုဖြစ်တိုင်းကျိုးတို့ကိုပဲပြဿနာလာချနေကြတယ်ဟုတ်ဘာတွေမှနေရတာပြဿနာတွေတောက်လျှောက်တက်လို့ရွာပြင်မှာလာနေပါတယ်အဲ့ဒါတောင်ရွာပြင်ထိပြဿနာကရောက်လာသေးတယ်ကိုသားတင်ရဲ့ကျိုးလေတောက်ယတနာလေးကိုရွေးထားရတာဆိုတော့ အခုကလေးကတိုးအတွက်ကိုတွေးပြီးတခြားနေရာမှာတွားနေကြမလား။ဟောမိမရေတခြားရွာကလည်းငါတို့ကိုလက်ခံအောင်ပါလိ။တော့ကြပိုချွေဒီချွေနေမှာပိုဒုက္ခကြောင်းနေအောင်မေ။အ ਨੇ ဆုံးတော့ဒီမှနေရင်မှုချိုးမြေချိုးစားလို့ရပါသေးတယ်။ဒါပေမဲ့လည်းတော်ရေ။တော်ပြီမပြောတော့နဲ့ရင်းနဲ့နေပြီ။အိတ်တော့မေလား။အရှိဘက်တောင်တန်းများစီမှာသူရိန်နမင်းကြီးသည်အမောင်တို့ကိုဖြုတ်ဝင်းက ရရင်တက်ကြွသည်သူရဲကောင်းတယောက်လိုတိုက်ပွဲဝင်တော်မူ၏အလားပေါ်ထွက်လာလေသည်ကျော်စံနံပါတ်အပြင်ရှိတဲရင်ကလေးမသည်မိကိုတို့လိုလိုဖြင့်ထွက်နေလေသည်ထိုအချိန်မှုကစုံးနေတိတိတဲဦးအချိုထဲထားသည်ပလိုင်းတောင်းကိုလွှဲထားသည်လူတယောက်သည်တဲရင်ကလေးစီသို့ရှောင်းလန်းလာနေသည်ထို့နောက်မိမ၏ဩကုသတင်ပြန်လာပြီလားဘာတွေပါလာလဲ တိတ်လဲမြင်းများဆက်သမရပါဘူးကစုံးဥပါဒီခမင်းဟိုကျရင်ပြုတ်ထားလိုက်အောင်အင်းပါပြုတ်ထားလိုက်ပါမယ်ဒါနဲ့လီကျုပ်တို့မှာလက်ကွဲမရှိတော့ဘူးကျွာတွေကလည်းဘဲသူမှာကျုပ်တို့ကိုမရောတော့ဘူးဘာပစံပေပြီးဝဲတာတော့မရောဘူးလားဟုတ်ပါတော့အတရွာလုံးကတော့ငါလုံးရင်အကုန်မျိုးပြုတ်တော့မယ်တိခတ်နေတာကိုအကောင်းမှန်နေကြတယ် တာရင်းကြီးပြောစကားကြောင့်စောလာမှာလမ်းဖြန့်သွားလိမ့်တယ်။ထို့နောက်ကိုတာရင်းတော့နော်ဆရာတော်အစီမှာပေးခဲ့တဲ့ခတိတွေဖျားသိမ်ရှိမှဒိုးထောက်ပြီးတစ္ဆာရီတောက်ခဲတာတွေကိုမေ့နေပြီလား။အေးအဲ့ဒါကြောင့်အခုဒီတီးခတ်ပြီးနေနေတာပေါ့။အသားငါးတော့မစားတော့ပဲတက်တက်လုတ်ကြီးစားနေတာလေ။ဘယ်နဲ့နေရှိပြီ။စိတ်ချောပါကိုတာရင်းရဲ့။အေးပါ။ဩဒါနဲ့ရက်လက်တဲ့ဒေါ်ဘွားကြီးကိုရော။ မေးဖွားဖို့ကိုကြီးတောင်းထားပြီလားစောလာကမြေတီးမြပြန်မဖြစ်ပေစိတ်စိတ်နေချင်းကြောင့်သာရင်ကစိတ်မကျေနဲ့ဖြစ်သွားလိမ့်တယ်ထို့နောက်မိမငါမင်းနေတာဖြေးလေတော့ဒေါ်သားကိုထိမ့်တော့သူပြောပြမယ်အေးဘာဖြစ်ပြန်ပြီလေကျုပ်လေတော်မနဲ့ကစားတရထွက်ရတော့ကဘဝကြီးစီကိုသွားသေးတယ်အေးဘာဖြစ်လို့လဲ ကိုဝင်ကရင်းနေပြီမို့ပြီးဖွားတဲ့အခါကူညီပေးပါလို့လေကောင်းကောင်းမွန်မွန်ပြောလိုက်တယ်။အဲ့ဒါကိုတော်ဘွားကြီးကမကူညီနိုင်ဘူးတဲ့။သူ့စီကိုပါဘယောကတွေရောက်လာမှဆိုးလို့တဲ့။ဘာကွာကိုတာတဲ့တုတ်တောင်းမှန်ပါလေစိတ်ကိုထိမ့်ပါဒီကြွားတဲ့ကဘဲသူ့ကိုမှအကူညီတောင်းတာမရလို့ဟိုဘဲကြွားတဲ့မှာတစ်ချက်သွားမိပေးပါလားလက်သက်မဟုတ်ရင်တောင်ဘိုးတက်ဖွားတဲ့တဲ့သူဆိုရင်ကြားပါပြီ တာတင်သည်မျက်ရည်လေးများဝဲနေကမိုးတန်ကလေးဖြစ်ပြောနေသည်စောလာ၏မျက်နှာအားမြင်လိုက်ရသောကြောင့်အလွန်မှစိတ်မကောင်းဖြစ်သွားလေသည်ထို့နောက်အေးပါမိမကြီးမနေ့ကျရင်ဥပွဲရွာကိုသွားမိပေးပါမင်းမင်းလည်းပြင်းမနေမှာပေါ့အခုသွားနာလိုက်တော့သွားတနာယောက်ျားပဲဆက်လုပ်လိုက်တော့မင်းအင်းပါဒါဆိုလေသွားနာလိုက်တော့မယ်နော်အောင်းနေနေမိုးလာလို့အေးအေးသွားသွား ာတင်သည်ဆောလာမီဖွားရင်အတွင်အတော်ကိုခေါင်းခွဲနေသည်အဖဲเจ้าဆိုသောရခင်ကတာတင်ဤမှာကြွေးနေကြောင်းတာတင်ဟာမိသည်ရွာကမှလက်မခံသောကြောင့်ပင်ဖြစ်သည်တာတင်သည်ယခုအခါတွင်တော့မကောင်းမှုမှန်သမျှအားစွန့်ပြစ်ခါစင်ကျင်နေတတ်မည်ဖြစ်တော်လေအတိတ်ကသူ့ဤမိုက်ကန်းခဲ့သည့်အဖြစ်ဆိုးတွေအားဖုံးမရရွာအတွင်းသာမကရွာနီးဘက်ဝင်းကျင်ကပါ တာတင်ဟာအခမ်းမကြီးကြသည့်အိစရံများကရှိနေသေးတယ် တနေ့တာနာတာတင်သည်ထုံးစံအတိုင်းတတိဝလဲများရှာပွေရန်အတွက်မနေ့စောစောကလေးကပြင်ဆင်နေတယ်ထိုချိန်စောလာကကိုသားတင်ပြောလိမ့်မိမကျော်သားရင်စားခြင်းနဲ့တော့ဟင်းဘလို့ဖြစ်တာလေမသိဘူးမွေးခန့်ဒီဖွားခန့်ဒီမို့တတောင်းလာတာမသိဘူးအသားရင်တစ်မျိုးမျိုးကိုအရန်စားခြင်းနေတယ်ဒီတစ်ခါပဲစားမှာပါနောက်ပဲတော့မှမစားတော့ပါဘူးအေးပါဟုတ်ပါပြီ ဒါဆိုလေယောက်ျားအသားကောင်ကြောင့်ပြေးပြီးမှပြီပြန်လာတော့မယ်နည်းနည်းတော့နောက်ကြမယ်နော်အင်းအင်းဖုန်းနောက်တာတင်သည်မတုံးနာကြပြီဖြစ်သည်မြားထဲထားသည်ကြီးတောက်ကိုတွေ့၍ဒေကိုတစ်ဖက်ကကိုင်အမဲပြည့်ရန်အတွေ့တော်တဲ့သူဝင်လာခဲတော်တယ်အမဲမပြစ်တာကြပြီဖြစ်တော့ကြောင်းတာတင်မှာအချင်းတော်တော်ကြတော်လေမိသည့်သားကောင်မှမရပြီမိမဖြစ်သူဆောလာကိုတန်းသားသည်ဖြစ်ဆောလာစားခြင်းနေသည့်အသားရင်တစ်ခွက်ရရန်အတွေ့သားကောင်များရောက်အောင် ဖြတ်ဖမ်းမည်ဟုဆုံးဖြတ်ထားကာစူးစားပန်းသားဖြင့်အမဲလိုက်နေသည်အချိန်တွေများစွာကုန်လွန်လာပြီးနောက်ဒေဝင်းတရောချိန်သို့ထိကက်လာလိမ့်မည်စာတင်သည့်ဘိုက်ထဲမှလေတကွေကွေမီးနေတော်လေချိန်မိတ်ခံကသားကောင်းကိုကြောင်းအောင်သာအသေးအမေဖြာပွေဖမ်းဆီးနေတော်သည်ဤသို့ဖြင့်တော်တွင်တနေရာသို့ကျော်သောအခါစာတင်နေမလက်မကန်း၌သမိန်တကောင်ကိုတွေ့လေသည်စာတင်သည်ဝန်သာသွားကလေကိုအားကုန်တည်မီသမိန်စီသို့ပြေလွတ်လိုက်လေသည်မြတ်တကန်းစာလောက်ရှိသဖြင့် တမင်ရှောင်ချင်မရလိုက်ပေပေါင်သားကုန်မြတ်ကဒီမန်ကနေရာတင်လဲကြသွားတော့တယ်တာတင်လေဝန်တာအာရဖီတမင်နားသို့ပြေးသွားလိမ့်တယ်တာတင်သည်တမင်အားကောက်ယူရင်ဖန်ပြင်လိုက်သည့်အချိန်၌ထူးဆန်းစွာတမင်ကထားပြေးလိတော့တယ်တမင်ကထွက်ပြေးလိုက်တနေရာရောက်ရင်ရက်လိုက်ဖြီလုံးနေလိမ့်တယ်တာတင်ကလေသူ့လက်စားခြေစားကိုသိနေတဲ့ဖြီဒီတမင်ကြကြပြေးနိုင်မှာမဟုတ်ဘူးဒီလိုဆိုကတောက်လျှောက်လိုက်လာရင်တော့နဲ့အထဲတည် ကြောင်မမသိရောက်လာလေသည်ထိုနောက်မှတာတင်သည်တခုခုကိုသဘောပေါက်သွားတော့တယ်ဟာမဟုတ်သေးဘူးဒီသမင်ပမိသွားတာနဲ့တူတယ်ငါဆက်လိုက်နေရင်သူ့ထောင်ချောင်တဲဝင်သွားလိမ့်မယ်မဖြစ်သေးဘူးဟူတော့လိုက်ရမနဲ့မှတာအตาကြီးနဲ့စားတော့တော့ဒီနေ့တော့အချိန်မရှိတော့လို့ပြန်လာထုံးမယ်တာတင်သည်စိတ်ထဲမှာရေရိုးလိုက်ပြီးနောက်စားကောင်းတော့မလိုက်တော့ပြီမိမိအိမ်တို့သာပြန်လာခဲတော်တယ်တာတင်တရား သူတဲစီမရောက်ခင်ကပင်ဆော်လိုက်အတန်ကိုကြားနေရလေတယ်။အာနားရီအမေကြီးကဲပါအောင်နားလို့သေးတော့မင်းတားတင်လေတဲဘော့တို့အမြန်တက်သွားလိုက်တဲ့ခါဆော်လာကကလေးမိုးရအတွေ့ဒီမှာပေါက်နေလေပြီခနာကိုအပိုင်းနိုင်ရေတွေကရွှဲနေလေတယ်။ဟာမိမမိမခနာဆောင်တော့ခနာဒီအာတင်ထာကြလား တာတင်သည်ပျော်ပျော်ဆူဆူပြီးတဲပေါ်မှာပြေးစင်းသွားတာကျော်တဲ့သူအပြေးနေတော့လေတဲ့ကျော်သေးတို့ရောက်တော့အခါဖိတ်လူခမရဘယ်သွားမို့လဲကျော်သေးနိုင်ကင်းဆောင်တော်ဝင်ကြနေသည်ဖိုးတို့ကမေးလေတဲ့ဖိုးတို့အပေါဝင်အခြားကျော်သားနှစ်ယောက်ကလေတာတင်အားအခဲမကြီးကြသည့်လူများတဲ့နိုင်ပါဝင်နေတဲ့အမေမမီဖွားတော့မှမဟုတ်လို့အကြီးတော်ဘွားကြီးကိုလာခေါ်တာပါ ထိတ်လို့အဖိုးတွေမပြောနိုင်ခမရဘဲသူကိုဒုက္ခပေးခြင်းလို့ရွာတဲကိုဝင်လာတာလေခမရရဲ့အနောင်ဘတော်ကလေကြောင့်တို့တို့ရွာသားတွေတယောက်ပြီးတယောက်ဒေသွားတာကိုကျုပ်ကူးရီမမေ့သေးဘူးအေးပြီးတော့နောက်ထပ်ဘဲသူကိုမှလေဒုက္ခမရောက်စေခြင်းတော့လို့ခမရကိုရွာတဲပေးမဝင်နိုင်ဘူးကျင်းဆောင်တောင်းဝင်ကြနေသည်တယောက်ဖြစ်တော့ပိုးတာကနာကြီးချက်များအပြည့်ပါသည်ရေတံဖြစ်ပြောနေလေသည်ဟာအဲ့လိုမလုပ်ပါနဲ့ကွာဖို့သူပြောပေးပါဦး ဘာပြောရမှာလဲအခုဖိုးသားပြောတဲ့စကားကခမားကိုကျုပ်တို့တရွာလုံးမှာရှိတဲ့လူတွေအကုန်ပြောချင်းနေတဲ့စကားပဲထွာကားတာတင်တီမိသုံးမြမတက်နိုင်ပြီသူရှိတွင်ပိတ်နေသည့်ဖိုးထုံးနှင့်ဖိုးသားတို့ဟာတွန်းထုတ်ပြီးရွာတဲ့သို့ပြေးမိအလုပ်တွေပြန်ရှိနေသည့်တယောက်ကတာတင်အားဝရင်တို့ဖြင့်လှမ်းရဲလိုက်လေသည်အားလုံးပါသည့်ရိုက်ချက်ကြီးကြောင့်တာတင်မှာကြောက်ခော့သွားကမြေကြီးပေါ်သို့ဒုထောက်ကျသွားတော့သည်ထိုချိန်ဖိုးထုံးကပြေးလာပြီ ။စာတင်မျက်နှာအားထထောက်ဖြစ်ကန်ထိုးလိုက်သည်။စာတင်လဲကျသွားလိမ့်သည်။သို့တော်လေနာကျင်မှုကိုအန်တူး၍အာတင်ပြီးကုန်းထားလာလိမ့်သည်။ထိုချိန်ဖိုးသားကြီးအားပါလာသည်။ဝိုက်လက်သေးကြီးကစာတင်မေးရိုးတို့ပြင်းပြန်စွာပြေးဝင်လာလိမ့်သည်။ဖိုးထူးတို့သုံးယောက်သာသည်တယောက်တည်းလည်းဖြစ်တာတင်ဟာလှည့်မြန်စွာတိုက်ခိုက်နေသောကြောင့်တာတင်မှာပြင်လဲခုခံချိန်တော်မရပေအလူလက်ခန်းနေရသည်ထို့နောက်ဖိုးသူသည်သူ၏လက်ဆွဲတော်ဖြစ်သည်ငှက်ကြီးတောင်ဓာကြီးဖြစ် တာရင်းလေပင်အားထောက်ထားလိုက်သည်ဖိတ်လို့ကျုံစကားကိုချိန်ချင်းဝင်းဝင်းမပြောချင်းဘူးဗျာခမရှိကိုတလန်းတိုးတာနဲ့စပြတ်ဖို့တာပြင်ပြီးတော့ဖိုးတို့ဒီတရေဆက်ရဲ့ရှိသူတယောက်ဆိုဒီကိုတာရင်းကတိနေတဲ့ပြီလက်လျှော့ကသူ့တဲစီတို့ပြန်လာခဲတော်တယ်တဲရင်စီတို့ရောက်တော့ကတဲကလေးကမိမောင်းနေလေတယ်တာရင်းလည်းလန်တော့ကအင်ပေါ်ပြေးတက်လာလေတယ်ထို့နောက် ်တတမေကြီးဆန်ကလေးပြီမိခက်ကရေနံစီမိခွက်အားထုံညီလိုက်လေတယ်ဟာစောလာစောလာကြီးမိမ့်မရေနံစီမိခွက်ရဲ့အလင်းရောင်အောင်းလာတယ်စောလာတီသူ့ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံးတွင်သွေးများရွှဲဆိုနေကတိတ်ဆုံးနေလေတယ်မိမ့်မကြီးငါ့ကိုထားခဲ့ပြီလားဟာမိမ့်မကြီးငါကတိတ်ဆိတ်နေသည် တိတ်ရင်ကလေးတဲ့နာတာရင်ဤ အဟင်းကိုကြွေးတန်ကပုံလန်သွားလေတယ်။မမကျင်းနဲ့ဘူးတရွာလုံးကိုမကျင်းနဲ့ဘူးငါပညာနဲ့မင်းတို့တရွာလုံးကိုလက်စားပြန်ချေပြမယ်စောင့်နေတရွာလုံးသေဖို့တာပြင်တာထို့နောက်တာတင်ဒီဖျားဆင်ရှိနိုင်ဒူးတော့ထိုင်ကအရှင်ဖေရဖျားတပဲ့တော်ဒီရခင်အချင်းကမကောင်းသည့်အောင်လန်းပညာအားအတုံးမပြုတ်တော့ပါဒီလိုဆိုပြီး အရှင်ဘုရားရှင်၌တစ္ဆာရီတောက်ဟာပြင်ဆိုခဲ့ပါသည်။အွန်လိုင်းပညာရက်ကိုလည်းဆွန်လုံခဲ့ဒီမှာငါးနှစ်ရှိပါပြီ။ယခုအခါတပည့်တော်ရေးရှင်တွေတခုကြောင့်အွန်လိုင်းပညာအားသဖန်ပြန့်၍သုံးပြုပါတော့မည်။ဖြစ်လာမည်ပြဒနာအကျိုးဆက်အကုသို့ငရေအားတပည့်တော်ကြည်ကျင်နေနေကြည်ခံယူပါမည်ဖျား။ထို့နောက်တာတင်သည်ပိုးသုံးချိန်ချပြီးနောက်လိုအပ်သည့်ပစ္စည်းပစ္စည်းများကို ထုတ်ဖို့ကတိုင်းအင်္ဂလိပ်စီမှာထောက်ခါသွားတော်တယ်။ တဲအင်္ဂလိပ်ကတော့မိလောင်ရီကြံရိတ်ခဲ့လိပြီ။ကြွားပြင်းနာရှိနေသည့်တဲအင်္ဂလိပ်ဖြစ်သည့်အတွေ့မိသူများဘယူမဆိုင်ကြသဖြင့်ပြင်းပြစွာတောက်လောင်နေသည့်မေးဟုံကြီးအောင်နိုင်ကြာကြာသွားလိသည်။စောလိုက်လောင်းသည့်လေတဲအင်္ဂလိပ်နှင့်အတူကြပုံပေါ်အားသို့ရောက်ရှိခဲ့လိသည်။သို့တော့တာတင်သည့်စောလာအားမိမတဲ့ဂျိုးကင်ကစောလိုက်လက်မောင်းမှာအသားများကိုလှည့်ယူကာတေချာထုတ်ဖို့၍လူဆောင်သွားလိသည်။အဘဲကြောင့်ဆိုသောဤသို့ဖြင့် ရက်တွေလတွေပုံလွန်ခဲ့လေပြီသေတော်သူကြိုင်မိတ်ဆိုသည့်စကားအတိုင်းဆော်လာတို့လင်မယားအားတရွာလုံးကမေးပြလိုက်လေတယ်တချို့ကဆော်လာတို့လင်မယားနေ့အောင်လုံးသေသွားပြီဟုဆိုသလိုတချို့ကလည်းဆော်လာတယောက်ထဲသာမေးလောင်၍သေသွားသည်ဟုအမျိုးမျိုးဆိုကြလေတယ်တနေ့တာနာတကြီးရေတကြီးတကြီးဟေးစိတ်မဘလို့ဖြစ်လို့အော်ကြီးဟေးကျက်တွေအောင်းနေတာတော့ဝင်လာခဲ့ချန်တဲ့ကော တက်ကြီးကြွားထိမ့်ပါလူအယိုးတွေဟေးဟုတ်တယ်ကျုံမနဲ့ကလဲတဲ့စင်တော့ကြွားထိမ့်ပါအယိုးစုကြီးတွေတွေ့တယ်အသားဆိုဘာသားမှကိုမကြံ့တော့တာတိုးလေးကလည်းလက်လက်ဆက်ဆက်ပဲဖြစ်ထားတာမကြသေးဘူးဟုတ်လားမှန်စမ်းငါလိုက်ပြစမ်းဤတို့ဖြစ်ကြွားတဲ့ကြီးနေစိတ်မောင်းတယ်ကြွားထိတ်တို့ထွက်ခွာသွားလိမ့်တယ်ကြွားထိတ်ကြီးညောင်ပင်ကြီးတပင်အောက်တို့ရောက်တော့ခါ 哈，有油酥白瓜，这水毛衣，明个煮得锅边米，阿拉大队奶奶看，他这个，明面我头家买，明面多阿弟妈烧你们，好好吃。头脑的几的，做油酥几啊，把几个切那个蕾兰里的，头脑油酥呢，来那么系，没边饱呢，这要两个，我今天不糊涂，对比一大他的下锅，那几个，最以多点的。啊。 ထို့နောက်ထိုရိုးစုအားရှာလင်းနှင့်ပတ်၍မင်းမြောင်ရံတွေတင်းချိုင်းတို့ရောက်လာကြလေသည်တကြီးကလည်းထိုကဲ့သို့ထူးထူးဆန်းဆန်းကိစ္စကြီးဖြစ်ပြသွားသဖြင့်အရာရာအားဒရီထားပြီးနေကြလေသည်တကြီးရဲ့တကြီးတကြီးဒီကိုခဏလာကြည့်ပါဦးသွားသားတယောက်ဤအခေါ်တန်ကြောင်တကြီးသည်အတန်ကြာရာတရက်ပေါ်သို့ရောက်ရှိလာသည်တည်းတရက်ဤကြမ်းမြင့်တွင်လေခရွာလုံးကိုမကျင်းတဲ့ဘို့ဟုတွေးဖြစ်ရေးသားထားသည့်စာတန်အားတွေ့ရလေသည် ဆက်ကြည့်အိမ်မနေတာဆိုလို့သူ့ဘယာသာတယောက်ပဲရှိတယ်ကြည့်ရတာမကောင်းဆိုးွားတကောင်ကသူ့ဘယာသာကိုစားပြစ်ပြီးကြွားထိတ်မှလက်ထွေးမြေထားတာလားမကောင်းဆိုးွားဆိုလို့ဟိုတလောကထိသွားတယ်ဆော်လာတို့လင်းများများလားကြွားသားနေရောက်ကသူတို့အထင်မြင်ကို ပြောနေသည့်အခါတကြီးကဒါတော့တပြောလို့မရသေးဘူးထားပါလောလောဆယ်ဒီရိုးစုကြီးကိုမြှုပ်ပြီးချင်း ငါအိမ်မှာနေလေတနာကြီးအစီဝေလုံးမယ်လို့တရွာလုံးကိုလိုက်ပြောလိုက်ကြားလားဟုတ်တယ်ကြီးတကြီးဒီထိုးထိုးစီစဉ်ပေးပြီးနောက်အင်တို့ပြန်လာတည်ထိုးတော့တကြီးမှာကြားချက်အတိုင်းနေလေတနာကြီးရောက်တော့တကြီးအိမ်၌တရွာလုံးကရွာသူရွာသားများကအစီဝေလုံးရံအတွင်းသူယုံနေကြလိမ့်တယ်အစီဝေ၌မနေ့ကဖြစ်ပြခဲ့သည့်ဖြစ်ပြနေဆက်ဆက်၍ည9နာရီထိုးတည်နေမိသူများအိမ်ပြန်မထွက်ရဟုအမိန်ထုတ်လိုက်လိမ့်တယ် ပုံတော်ကင်းဆောင်ရမိလူများနုံနိုးကြကြနေရန်မှားထားပြီးကင်းတဲ့တဲတွေလူငါးယောက်ထိစောင့်ကြည့်ရန်တိုးကြလိုက်လိမ့်မည်။ဤတို့ဖြစ်အစီဝေးပြီးသွားတဲ့အခါရွာသူရွာသားများကမမီးအိမ်တို့ရှူရှူပြန်သွားကြတော့တယ်ခဏကြာတော့တကြီးရဲ့တကြီးဟေးဘာပြေးပြန်ပြီလဲဟာအသေးတန်နဲ့အကြီးမိဝိုင်းရဲ့တားလီအယူသူပဲကြံပြီးတိန်းနေပြီဗျဟေးဟုတ်လို့လား ဟုတ်တယ်တီရုပ်ပြက်ဆင်းပြက်ကြီးဖြစ်နေတော့အစကဘယ်သူမှမသိပြီးမှအင်ဂျီဝင်စားတွေ့တွေ့မှအကြီးမိဝမ်ရဲ့သားဆိုတာကိုသိတာအကြီးမိဝမ်ကဒီမှာအစည်းအဝေးလာလုံးနေတော့သူသားကအဲ့ဒီလိုတကားပိတ်ပြီးပျောက်တဲ့ထားခဲ့တာတဲ့ဟာမဖြစ်သေးဘူးလာလာလာမြန်မြန်သွားကြမင်းဤတော့ဖြင့်တကြီးတီမိဝမ်အိမ်တို့ရောက်တော့ခါအင်ဂျီဝင်စားဝဲလေတရားဖြစ်နေသည့်ရိုးစုကလေးအား ဖပ်ပြီးငိုနေရှာသည့်မိဝိုင်းကိုတွေးလေတယ်။ဗဆမ်းမလေးစကားတွေကိုမယံမနာပြောနေလေတယ်။တာလီတာလီဟင်းတတရေတာရင်ငါသားလေးကိုစွာတော့တာ။အာအတူမျက်နှာကိုလှမ်းတွေးလိုက်တယ်။တာရင်မတာရင်ဟဲ့ဟာဟာတာလီရေအဲ့တော့နော်။ငါသားလေးရေအဖြေဆိုးလိုက်တာကွယ်။အကြီးအကြီးတရီထားပါဦး။မိဝိုင်းဒီ တော်ကြာကြီးလိုက်တော်ကြာငိုလိုက်ဖြစ်က စိတ်လို့သွားလိမ့်တယ်ထို့ဟာကျွာသားတယောက်ကတကြီးအချိန်နဲ့မဟန်တော့ဘူးနေကင်းဘက်ကြီးတော့မှဒီလိုတွေဖြစ်နေတာညာဘက်ဆိုဘလို့လောက်ကြမလဲတကြီးအေးမိဝိုင်းပြောတယ်လို့ဆိုတာတင်တရဲကသူ့တောက်ကိုစားသွားတယ်ဒါပေမဲ့နေကင်းကြောက်တောင်ကြီးတရဲကလူတရက်ကိုအယိုးပဲကြံတဲ့အထိစားသွားတဲ့အဖြစ်မျိုးကိုတော့ငါတတတ်နဲ့တကောမကြဘူးသိဘူးကျွန်တော်တို့တရဲတွေဘာတွေနိုင်နေလဲ ပုပ်ကိုတွေကိုတွားရှာပြီးပေးမှကြားတော့မယ်တဲ့ကြီး။ငါလည်းအဲ့ဒါပြောမလို့ထဲ့ထီလို့လို့စိတ်မောင်းကြီးမင်းပဲဥဆောင်ပြီးရွာတွေကလူ၃ယောက်သွားခေါ်ပြီးရင်တရားဝင်တရားထွက်ပြီးဒီကိစ္စနဲ့ပတ်သက်တဲ့ဆရာတွေကိုပင်လာခဲ့ပြီတော့ကွာ။ဟုတ်ဟုတ်တဲ့ကြီး။ဒါဆိုအချိန်မလေးငင်အခုပဲသွားလိုက်တော့မယ်။အေးအေး။ကဲဖိုးထုတို့ဖိုးသားတို့ကတော့အာသူဘောက်ကိုမြေချဖို့ပြင်လိုက်တော့ဟုတ်တဲ့ကြီး။ ဤသို့ဖြင့်တိမ်မောင်းတို့သည်တရားဝင်တရားထွက်ပြီးဆရာလိုက်ရှာကြတာသုံးရက်များရှိလိမ့်ပြီးဆရာဆိုတော်သူများတွေ့တော်လေအဖြစ်ပြက်ကိုပြောပြလိုက်တဲ့အခါမိသူများမလိုက်ဝင်းတော့ပဲလက်ဆောင်သွားကြတယ်တနေ့တာ၌ညနေစောင်းချိန်နောက်တွင်တိမ်မောင်းတို့ဘွယ်ရွာသို့ပြန်ရောက်လာလိမ့်တယ်ကြခင်ကခလင်းငယ်များကအော်ရီပြီးပြေလောစော်ကသားနေသည့်ရွာထဲတွင်ယခုတော့တိတ်ဆိတ်ငြိမ်သက်နေတယ်စိတ်မောင်းတို့ကလေတကြီးအိမ်တို့တာတစ်ခါတည်းတန်းသွားတော့လိမ့်တယ် စိတ်မောင်းတို့ကိုတွေ့တော့ခါတကြီးကအာကိုတကြီးပြီလမ်းမေးလိုက်တယ်။ဟာစိတ်မောင်းကြီးဘာလို့လဲအဆင်ပြေခဲ့လား။အဆင်မပြေပါဘူးဗျာ။ဆရာတွေတော့တွေ့တယ်။ဘယ်ဆရာမှမလိုက်ကြတာဗျ။ခတော်ခန့်နေပြီစိန်မောင်းကြီးမင်းတို့သွားတဲ့၃ရက်မှာတို့ရွက်ကလူ၃ယောက်တေးသွားပြီဗျာဟုတ်သားတကြီးတကြီးရေတကြီးတကြီးနေစိန်မောင်းစကားပြောနေတဲ့အချိန်တွေ ချမ်းဝမ်းမကြွားသားတရက်ပါပျော်ရွှင်နေကလောင်းအောင်ခေါ်လိုက်တယ်။ဒကြီးရေဒီမဆရာတယောက်ပါလာတယ်ဗျို။ဟာဟုတ်လားလာလာလာခေါ်လာခဲ့။ဤတို့ပြီဒကြီးဒီဝန်တာသွားပြီထိုးစရာဖျားခံအရှိနိုင်နေရာထိုင်ခင်းပေးလိမ့်တယ်။ကျုံနမီကိုဆိုင်းနောင်လုံးမှတ်ထားလိုက်။အထက်ပုဂ္ဂိုလ်တွေရဲ့ညွှန်ကြားမှုကြောင့်ခုနှစ်ရသားသမီးတွေကိုကဲတင်ပေးဖို့ တုတ်တီရွာကိုရောက်လာတာပါစကားပြောလိုက်သည့်အတန်တွင်ဩဇာအာဏာအပြည့်ပါဝင်နေသည်ကိုးကောင်းတွင်ပိုးဘဝပန်းရောင်ပေါင်းထားပြီးပင်နီအင်ဂျီနီပင်နီဘောင်းမီဝင်ထားသည်ချမ်းစရာကြီးကပြောနေသည်တက်ရွယ်အဖြစ်60လောက်ရှိမည်ဟုခမန်းရတော်လေအရွယ်နေမလိုက်အောင်ပင်တံမာဖျက်လက်နေလေသည်ကျေးဇူးတင်ပါတယ်ဆရာကြီးတိုးတိုးရွာမှာလူသေးတာ9ရောက်တောင်ရှိပါပြီတည်တဲ့လူတွေအကုန်လုံးကအကျိုးစုပဲကျန်တော့တဲ့အထိ တပ်ပြီးစားခိုင်းရတာပါဆရာကြီးလိုအပ်တာမှန်တယ်ဗျာပြောပါခိုင်းမဆရာကြီးအာမနာပါနေဩပေါရိတာတာပေါရိတာတာချမ်းဆရာကြီးကဥကောင်းကိုတဆက်ဆက်ညှိနေရင်လိုအပ်တာကတော့ရဇူဝါရီအကောင်မောင်းတဲ့လူအားရောက်လောက်ဆိုရပါပြီဟုတ်ရပါတယ်ဆရာတန်းနေဆရာကြီးဘယ်တော့စီစဉ်စားကြမလဲဗျအင်းညာ ထို့နောက်ရှမ်းစီယာကြီးစမ်းတော့သည်ဖျားဆင်ရှင်း၌ဗတိစိတ်ကဒိဋ္ဌံဝင်းနေလေတဲ့ထို့အချိန်ဆရာကြီးစမ်းတော့ဤမှာကြားချက်အတိုင်းတိုင်းမောင်တို့အဖွဲ့သည်တစူဝါကိုရရန်အတွင်ပို့သူအိမ်တို့ရောက်လာလေတဲ့ဝေးဖို့သူဟာကိုကြီးစမ်းမောင်တို့ရောက်လာပြီလားဘလို့လဲအစဉ်ပြေရဲ့လားအေးတကြီးအိမ်မှာဆရာကြီးတယောက်ရောက်နေတယ်အဲ့ဒီဆရာကြီးကတစူဝါလို့တဲ့ဆိုတော့မင်းစီလာခဲ့တာ မင်းမရှိသေးတယ်မလားဟုတ်ရှိသေးတယ်ကျုံမင်းမကိုတကြိုတုံးကသုံးခဲ့တယ်ဝါလီဒီဝါကိုဆောင်းထားရင်တရေတစေတွေညမပြုတ်နိုင်ဘူးဆိုလို့ဂူတီဆောင်းထားတာအေးဟုတ်တယ်အခုအဲ့ဒီဝါနဲ့ပဲငါတို့ရွာကိုဒုက္ခပေးနေတဲ့တရေကိုညားကြရင်နှိမ်နှင်းတော့မှာဟာဟုတ်လားဒါဆိုကြုံလေးလိုက်မယ်ဗျာဤတို့ဖြင့်ညားချိန်တို့ကြောက်တော့ခါလူတယောက်တည်းကျွာလေလမ်းအတိုင်းလျှောက်လာပြီး ်သတ်မှတ်ထားသည့်စီဝိုင်းတွင်း၌ရက်ခါပိုကြီးဒီကြီးလုံးနေဖြစ်သည်ထို့သူမှာဆရာကြီးဆိုင်းအောင်ဖြစ်သည်ထို့အချိန်သဘင်ရှိကြီးကိုဖာလာချထားပြီးလက်သက်ရှိကြီးများရှိကပစက်အတွင်းမှဆွဲတီကအပြင်သို့ထွက်နေသည့်လူကြီးကဆရာကြီးဆိုင်းအောင်ဤအနောက်နားကိုရောက်လာသည်ထိုအချိန်ဆရာကြီးဆိုင်းအောင်ကတထဲ၌အသိဉာဏ်ဆောင်ထားသည့်ချီမန်ကွင်းပြေထိုးလူကခေါင်းမှဆိုးချလိုက်သည်။အာပူတယ်ပူတယ် ထို့အချိန်တပင်းအကွက်မှာအကောင်မောင်းတဲ့လူ၅ယောက်ထွက်လာပြီးချိန်မှန်ဝင်ဆိုးလျက်ရှိနေသည့်လူအားငါဖမ်းသည့်ပိုက်ကွင်းများဖြင့်ဖုံးအုပ်ပြီးအပေါ်မှဖိထားကာဖမ်းထားလိုက်ကြတယ်ဟာတာရင်တာရင်ပဲခမင်းကဒီလိုကိုသိနေတာသိပါလေဆရာကြီးအရှင်ကရွာပြင်မှာနေတဲ့တာတင်ပါဟုတ်လားသူကပေါရိတာတာမော်သွင်းပြီးလူသားစားနေတာများပြီဖြစ်တဲ့အတွက် အရင်စိတ်လုံးလုံးဝင်းနေပြီသူ့ရဲ့နှလုံးတက်တဲ့ကိုဒဇူဝါနဲ့ထိုးလိုက်ရင်တော့သူ့တက်ကိုနေကုန်ချုပ်ပါပြီဆရာကြီးဆိုင်းနောက်တည်စကားနှဲငယ်ပြောပြီးထွက်သွားလိမ့်တယ်ထိုးနောက်ဖိုးသူကအမိမကိုတက်တဲ့ကောင်ကြော့ဒီလိုဆိုပြီးတာရင်းနှလုံးတက်တဲ့အာဒဇူဝါပြီထိုးချလိုက်တော့လိမ့်တယ်အာတာရင်းဤနာကျင်စွာဖြင့်အွန်လိုင်းတီအတန်ကြီးမှာ တရွာလုံးဟာတွန်းချုံသွားတော့လေတယ်။စာရေးသူဆိုင်းချဲတွေမြေရေးသားထားတော့အညိုကြီးသူကြီးကလေးစားဆိုတဲ့ဇလန်းလေးကတော့ဒီမာရင်ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်ခမ။နောက်လာမယ့်ဇလန်းများကိုလေစောင့်မျှော်နာစဉ်အားပေးကြပါဦးခမ။နာစဉ်သူပြိတ္တများကိုစိတ်နှပြရွှေလန်းချမ်းမြေကြပါစေခမ။